ကြသိမ်းပေါင်းသိန်းချီတန်မိုးရှိတဲ့မြားနဲ့ဆိုင်ရွှေရန်နာရီဆင်မြန်းပြီးတော့ပွဲထွက်လာခဲ့တဲ့ဆိုင်ရီဂရီ စိန်ဆိုင်ပိုင်ရှင်မတဲစုခိုင်ရဲ့မင်္ဂလာဧကံပွဲမင်္ဂလာပါပရိသတ်ကြီးရှင်ဆိုင်ရီဂရီစိန်ဆိုင်ပိုင်ရှင်မတဲစုခိုင်ခေါ်မမငယ်ကိုတော့အားလုံးပဲသိကြမယ်လို့ထင်ပါတယ် မမငယ်ကစိန်အင်ဂရီစိန်ဆိုင်ပိုင်ရှင်တယောက်ဖြစ်တဲ့အပြင်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယတဦးလည်းဖြစ်တာကြောင့်သူမစိန်ဆိုင်ရဲ့နေ့စဉ်ရောင်းရတဲ့ဝင်ငွေတွေကနေစိန်ဝယ်ယူကြတဲ့သူတွေကိုတော့တိမ်မောင်းထောင်နဲ့ချီပြီးတော့ကန်ဆန်းမဲတွေဖောက်ပေးနိုင်တဲ့အထိချမ်းသာလွန်သူတယောက်ဖြစ်ပါတယ်။စိန်အင်ဂရီစိန်ဆိုင်ပိုင်ရှင်မတဲစုခိုင်ခေါ်မမငယ်ရဲ့မင်္ဂလာအိတ်ခမ်းပွဲကိုတော့ဒီကနေ့အောက်တိုဘာလ9ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပြီးအနုပညာရှင်ညီကိုမောင်နှမများစွာတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ မမငယ်ဟာမင်္ဂလာပွဲမှာဝစ်ဆင်မဲ့ဝစ်ဆုံတဲ့အကြောင်းမြတ်ရဏာရီရဲ့တံပိုးကစက်သိန်းပေါင်း3နဲ့ချီတံပိုးရှိပြီးသူမရဲ့မင်္ဂလာဝစ်ဆုံတစ်ခုလုံးကိုမြားနဲ့ဆိုင်ရွှေရဏာရီဆင်မြန်းပြီးတော့ပွဲထွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်မင်္ဂလာပွဲမှာမမငယ်ဝစ်ဆင်ခဲ့တဲ့ဝစ်ဆောင်နဲ့ပတ်သက်ပြီးဒီဇိုင်နာမင်းသက်ဆန်ကအခုလိုပြောပြထားတာလည်းဖြစ်ပါတယ်။မြရီရဲ့စိန်တွေရဲ့ဝီနီအောင်ဆင်ခွင့်ရတဲ့နေ့ ဆိုင်ဂရီစိန်တိုင်းပိုင်ရှင်မမငယ်ရဲ့မင်္ဂလာပွဲမှာဝစ်စင်ဖို့ဝစ်ဆုံကိုအလားဆုံးအခမ်းအနားဆုံးဖန်တီးပုံဖော်ပေးထားပါတယ်။တင်းကိုတိန်းနဲ့ချီတက်မှုရှိတဲ့ရန်နာရီနဲ့အတူဝစ်စင်ဖို့ဝစ်ဆုံဖန်တီးခွင့်ရတဲ့အတွက်ဝမ်းသာဂုဏ်ယူမိပါတယ်။အခုလိုဝစ်ခွင့်ရတဲ့သူတို့သမီးလေးရဲ့ကုသိုလ်ကလည်းထူးမြတ်လိုက်တာကြည့်ပြီးတော့မုဒိတာပွားမိတယ်။ ဝတ်စုံရဲ့ဘင်းနရာလေးတွေမှာခန်းနာအောင်နူးစိတ်ဖန်တီးထားလဲဆိုတာကိုကြည့်ရှုခန်းစားပေးကြပါတော့ဟုဆိုကောင်းဒီဇိုင်နာမင်းသက်ဆန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာလည်းဖြစ်ပါတယ်။ ဆန်ရီဂရီစိန်တိုင်းပိုင်ရှင်မမငယ်ရဲ့မင်္ဂလာအခမ်းပွဲမှာတော့အနုပညာရှင်တွေဖြစ်ကြတဲ့တရုတ်ဆောင်ဆွေပြေသစင်းနဲ့ဟေးဝီယန်တို့ဆုံတွဲကြလေသရိုသားသရိုသမီးအရှန်တွေအနေနဲ့ပါဝင်အားဖြည့်ခဲ့ကြသလိုတရုတ်ဆောင်နဲ့ဆိုရီဆိုမင်းမြင့်မို့ဝိညာဉ်မုံနိုင်ဆန်းဆိုင်ခန့်လိုက်ချမ်းမြေထွန်းနဲ့တခြားသောအနုပညာရှင်တွေကလည်းပန်းကျဲပန်းကိုင်းအစရှိတဲ့ဖြင့်ကူညီပေးခဲ့ကြတာပဲဖြစ်ပါတယ်